စစ်တပ်အနာတင်းပြည်နောက်ပိုင်းမှာမြန်မာနိုင်ငံမှာကဒူးဆက်တွေခိုးယူလူရက်လိမ်လည်မှုတွေကမြပြန်းလာခဲ့ပါတယ်။တရားဥပဒေစိုးမိုးမှုလည်းမရှိရကြအောင်အရေးယူဆောင်ရွက်ရေးပိုင်းမှာလည်းအားနည်းလာပါတယ်။ အထူးသဖြင့်မတ္တမာသူတွေကအမျိုးသမီးငယ်တွေအသက်ကြီးတဲ့အမျိုးသမီးတွေကလေးတွေကိုဥတီပြီးတော့ဖျားယောင်းဖန်းစီခေါ်ဆောင်ထားပြီးတော့လူကုံကူးတဲ့အဆင့်အတင်းဓမ္မပြုခြင်းတဲ့အဆင့်စတာတွေကိုလည်းပြုလုပ်လာပါတယ်။ဒီတစ်ပတ် podcast ထဲမှာတော့တို့ဆေးကိုအတုံးပြုပြီးအမျိုးသမီးငယ်တွေအသက်ကြီးတဲ့အမျိုးသမီးတွေကိုဥတီပြီးပြုလုပ်ကဖန်းစီတွားတဲ့အကြောင်းကိုလာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ အခုလိုင်းရတင်ဆက်ပေးမယ့်ဆောင်းပါးကိုအမျိုးသမီးလုံခြုံရေးကိုချင်းချောက်နေတဲ့တုတ်ဆေးဆိုတဲ့ကောင်းစင်နဲ့နန်ခမ်ကူကရေးထားပြီးတော့ရှမ်းတနော်စစ်မှာအော်တိုဘာ15ရက်နေ့ကဖော်ပြထားပါတယ်။ဒါကြောင့်တုတ်ဆေးတွေကိုဘလို့အတုံးချပြီးလူတွေကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာကိုတရှိဖို့အခုတင်ဆက်ပေးမယ့် podcast ကို အဆုံးထိနားဆင်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်တော့စက်စင်နံပါတ် အရက်ထဲမှာကလူမှုကွန်ရက်ပေါ်တွေမှာတုတ်ဆေးဆိုပြီးတော့လူတွေအလွယ်တကူခေါ်နေတဲ့ဆေးဟာဓာတုဆေးဖြစ်စီတမျိုးဖြစ်ပါတယ်။ဆေးပညာအခေါ်ဝေါ်ရကတော့ dissociative လို့ခေါ်ပြီးရှူဆိုင်မိခဲ့လို့ရှိရင်အသိစိတ်လွတ်သွားတာစိတ်နဲ့လူနဲ့မကတ်တော့တာတတိတရားမရှိတော့တာစဉ်းစားဆုံးဖြတ်နိုင်ခြင်းမရှိတော့တာစတာတွေကိုခံစားနေနိုင်ပါလေ။ ဒီလိုစိတ်နဲ့လူကိုမကတ်အောင်ပြုလုပ်နိုင်တဲ့ဆေးဖြစ်တာကြောင့်မတမာတူတွေကတော့ဒီဆေးကိုအုံပြုပြီးလူရမှုတွေကလေးခိုးယူမှုတွေအမျိုးသမီးတွေအပေါ်အတ္တမပြုခြင်းမှုတွေစတာတွေကိုကျူးလွန်ကြပါတယ်။ဒါအပြင် မတမာတူတွေကဒီဆေးကိုအုံပြုပြီးတော့တားကောင်တွေကိုအလွယ်တကူဖန်ဆီးခေါ်ဆောင်တွားနိုင်တာဖြစ်ပါတယ်။ပြခရဲစတင်ပါလာကရှမ်းပြည်တောင်ကြီးမြို့မှာအမျိုးသမီးငယ်တူကတို့စေမိပြီးဖျားယောင်ဖန်းစီခေါ်ခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်ကတော့အသက်25နှစ်ရှိတဲ့အမျိုးသမီးဟာသူ့ဆေးကြောင်တောင်လေးလုံးအနီးရှိတဲ့တောနတ်ထက်ကကိုတောင်တစ်ခုတည်းကိုဖမ်းဆီးခေါ်ဆောင်တွားခံရပြီးပိတ်လောင်ခံခဲ့ရတာဖြစ်ပါတယ်သူများပြန်ပြောပြချက်ရတော့သူ့စေမိသွားတဲ့စက္ကန့်ပိုင်းအတွင်းမှာလူကလေးလံပြီးမတမာတူခိုင်းသမျှကိုလှုပ်ပေးနေမိတာတတိစိတ်မရှိတော့ဘူးလို့ပြောပါတယ် ဒါမဲ့ဈေးတက်ပြဲသွားတဲ့အခါမှာတော့ကိုတောင်တစ်ခုထဲရောက်ရှိနေတာကိုတီးလိုက်ရတယ်လို့ဆိုပါတယ်။အဲ့ဒီကိုတောင်ထဲမှာလည်းဒူမာကဲတို့တခြားအမျိုးသမီးတွေကလည်းသူ့ဆေးမိပြီးတော့ဖန်ဆီးခံရတဲ့တူတွေအများကြီးရှိနေတယ်လို့ပြောပါတယ်။ဒါပေမဲ့ဒီမကလန့်ပြီးထွက်ပြေးနိုင်ခဲ့လို့ပြန်လွတ်မြောက်လာနိုင်ခဲ့ပြီးဒီဖြစ်စဉ်တွေကိုရှမ်းတနော်ဆင့်ကိုပြန်ပြောပြနိုင်ခဲ့တာဖြစ်ပါတယ်။ ။ဒါ့အပြင်ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့တုန်းကလည်းအသက်16နှစ်အရွယ်ရှိတဲ့မိန်းကလေးငယ်တူဟာအဖွားရဲ့အိမ်ကိုသွားလိုက်မယ်ဆိုပြီးတော့အိမ်ကနေထွက်သွားပြီးလမ်းမှာပျောက်ဆုံးသွားခဲ့ပါတယ်။အော်ရပါလတ်စံပိုင်းဒီဒူမရဲ့တရင်ဆနာဘာမှမရရှိခဲ့ပါဘူး။ဒါကြောင့်မိဘဖြစ်သူတွေကလည်း line ပေါ်တင်ပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ဒါကောမတမာသူတွေကအခွင့်ကောင်းယူပြီးတော့ပြန်ပေးဆွဲတဲ့သဘောနဲ့ပတ်စံနဲ့တွားပေးခိုင်းပြီးလာထုတ်ယူခိုင်းတယ်လို့မိခင်ဖြစ်သူကတော့ပြောပါတယ်။ အခုလိုလူပြောင်းမှုတွေဖြစ်လာခဲ့ရင်လည်းစစ်ကော်မရှင်လောက်ခန့်ရဲတပ်ဖွဲ့ကိုတွားတိုင်ကြားခဲ့ရင်တောင်မှရဲတပ်ဖွဲ့တွေကအေးအေးယူဆောင်ရွက်ပေးတာတစုံတရာမှမလုပ်ပေးတဲ့အပြင်လာရောက်တိုင်တဲ့သူတွေကိုအပြစ်တင်တာတွေလည်းတွေ့ရှိနေရပါတယ်။ဒါကြောင့်အခုနောက်ပိုင်းတုတ်ဆေးကြောင့်လူပြောင်းဆုံတာလူကုံကူးခံရတာလူမောင်ခိုတွန်းခံရတာပြန်ပေးဆွဲခံရတာတွေကိုစဉ်းစားစရာဖြစ်လာပါတယ်။ တုတ်ဆေးကိုအခုခေတ်ကမြုံလို့လည်းများတော့တယ်လို့အခုနောက်ပိုင်းလူပြောက်ကြော်ညာတည်င်းတွေမှာလည်းအမျိုးသမီးငယ်တွေကိုပို့တွေ့လာရနေတယ်လို့တောင်ကြီးမြို့တည်ခန်တွေကတော့ပြောပါတယ်။အနာတမီရနာပိုင်းစစ်မှုထမ်းဥပဒေကြောင့်လည်းလူငယ်တွေအမျိုးသမီးတွေပေါ်တာဆွဲခံရတာအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတာတွေရှိနေတယ်လို့စစ်ကော်မရှင်ကလူငယ်တွေကိုနေအိမ်တက်တီလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်းရှိပါတယ်။ ရခင်ကတော့လူပြောက်သွားလို့ရှိရင်စစ်မှုထမ်းပါရတယ်လို့အများကယူဆကြပေမဲ့လည်းအခုကတော့လူပြောက်သွားပြီဆိုလို့ရှိရင်စစ်မှုထမ်းတဲ့ပါသလားလူကုန်ကူးခံရတာလားစတာတွေကိုပါစိုးရိမ်နေကြရပါတယ် အနာတမီရနာပိုင်းစီပွားရေးကျဆင်းလာပြီးတော့အကြက်တဲကြားရှာဖွေစားတောက်ရတာခက်ခဲလာတာကြောင့်မတမာတူတွေကလည်းနှီးမျိုးစုံနဲ့ငွေလိမ်လေတာတွေကိုလှုပ်လာခဲ့ပါတယ်။ဒီလိုလုံခြုံရေးမှာစင်ခုံမှုတွေဖြစ်လာပြီးတော့အမျိုးသမီးတွေရဲ့အတွက်လိန်အခြေပြုအကြမ်းဖက်မှုတွေလည်းပုံများပြားလာခဲ့တယ်လို့ပိုအမျိုးသမီးတမကတာဝန်ရှိသူတို့ကတော့ပြောပါတယ်။ကျွန်တော်တော့စိတ်ဆင်ပါပါ။